ကဲကဲကဲသွေးလင်းထက်နိုင်ပြီလို့သာတတ်မှတ်လိုက်တော့ဗျာသွေးလင်းထက်ကတော့မနေ့က fish out လုပ်ခဲ့တဲ့အပီးမှာသူဒီပွဲမှာနိုင်သွားပြီလို့တရားရခိုင်သူယုံကြည်သွားပြီဘာကြောင့်လဲဆိုတော့ဘိုးတော်ကြီးဆိုင်ရဲ့ physical ကလုံးဝလုံးဝကိုအကြဘက်ကိုရောက်နေပြီသူတို့ညောက်သွေးဆုံပြီးတဲ့တကားလာမှာသွေးလင်းထက်က သူနိုင်ပြီလို့ယုံကြည်သွားပြီဖြစ်ကြောင်းပြည်သက်တွေကိုယင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ် ဘဲဖိုက်တာပဲဒီဘွဲမှာဆန်အေကနိုင်မယ်ပြောပြောပဲပြိတက်ပဲဆန်အေကနိုင်မယ်ပြောပြောဒီဘွဲကသွေးလင်းထက်ရဲ့ဘွဲပဲဖြစ်သွားပါပြီသွေးလင်းထက်ဟာဒီဘွဲအတွက်เนาะဒါလေ့ကျင့်မှုတွေကိုတတော်များများသူများတွေလို့တန်းစင်တို့လို့လေ့ကျင့်နေရတွေเนาะတကယ်ကိုမှဖိုက်တာကြီးတွေနဲ့လေ့ကျင့်နေရတွေတခုမှချပြခြင်းမရှိဘူးသူ့အတူတူတိတ်တိတ်စူးစမ်းပြီးတော့အောင်မြင်လာခဲ့တဲ့သူဖြစ်တယ်ဒီဘွဲအတွက်လည်းအဲ့လိုပါပဲเนาะ လူများတွေကသွေးလင်းထက်ကနော်လူငယ်တဲ့လမအနိုင်ယူထားတယ်အနိုင်ယူထားရေဆိုတော့နော်ပွဲပွဲမှာအနိုင်ယူထားတယ်အနိုင်ယူထားတော့ချက်ချင်းဆိုဆိုသူကငွေချင်းတွေနဲ့အလျှောက်လေပတ်စားပြတယ်နော်ဒါအရှယ်ကျုံးတာဗျာစားတော့တွေဆိုရင်လည်းနော်ဆိုတော့သူက weight တွေတက်တော့မယ်လို့ပြည်သက်တွေကပြောကြတယ်ဒါပဲမဲ့နော်မနေ့က fit out လုပ်တဲ့အခါမှာနော် hydration test နော် weight တွေချိန်တဲ့အခါမှာဆိုင်အေက weight ကျော်သွားပြီးတော့သွေးလင်းထက်ကတော့ store weight တက်မှာချက်ချင်းကိုတန်းဝင်တာဗျာနော်တော်တော်လေးကိုလေးစားဖို့ကောင်းတယ် တကယ်ကိုစနစ်ကျတွေးလင်းထက်ပဲရှိနော်ဆိုတော့မြန်မာနိုင်ငံမှာနော်ဒါအောင်မြင်မှုတွေရလာလို့ပြောပြောတာမဟုတ်ဘူးအလားအလာတကယ်ကိုကောင်းတယ် 5IQ ကောင်းတယ်နော်ဟိုဘက်ကဘလောက်ပဲအတွေ့အကြုံများကြီးရှိပါစေသူကကျလူဖြစ်နေပြီနော်ပြောချင်တာကျလူဖြစ်နေပြီသူအနေနဲ့အသက်30 36 30 80ဆိုရင်ကျွန်တော်ဘာမှပြောစရာမလိုဘူးတွေးလင်းတဲ့တွေးလင်းထက်အတွက်တော်တော်လေးကိုဆွေးရမယ်ချင်းနေအခုအသက်43ပြည့်တော့မယ်နော်စင်စားကြည့်တချီပြီးတာနဲ့ဒီကောင်တက်လုံကြပြီเนาะဒုတိယအချီမှာသွေးလေးထက်နေနဲ့ ပွဲသိမ်းနိုင်ဖို့လိုတယ်အမှတ်ဆုံးဖြတ်ရောက်သွားပြီဆိုရင်တော့ကျွန်တော်မြန်မာ fighter တွေကเนาะကျွန်တော်အပြည့်အဝအာမခံခြင်းမရှိဘူးတွင်လင်းတဲ့ပတ်တောင်နဲ့လုံပြလိုက်ပါအလေးထိုးလုံပြလိုက်ပါယုံကြည်တဲ့ဒီဘက်သွေးလေးထက်နိုင်ပြီပဲเนาะ